Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မှချင်းကနေကြိုဆိုပါရစေ။ကုညာကတော့ Manchester United ကိုပြောင်းရွှေ့နိုင်ဖို့အတွက် he we go ဖြစ်သွားပြီပေါ့လေ။ဒါ Fabrizio Romano ကကျွန်တော်တို့ဒီနေ့မနက်မှာတင်ထားတာဖြစ်တယ်လို့တခြား reporter တွေရဲ့ဘက်ကလည်းကုညာနဲ့ Manchester United ရဲ့ကြားထဲမှာအပြောင်းရွှေ့ကလုံးဝသဘောတူညီမှုရရှိပြီးသွားပြီဆိုပြီးတော့ report လုပ်ထားတာတွေကျွန်တော်ရှိတယ်။ဆိုတော့ဒီပြောင်းရွှေ့က he we လေကျွန်တော်ဖြစ် he we go လေကျွန်တော်ဖြစ်သွားပြီပေါ့နော်။ဆိုတော့ကုညာနဲ့ Manchester United တို့သဘောတူညီမှုရသွားပြီဖြစ်တယ်။ ဒါဒီကွန်ညာမန်ချက်စတာယူနိုက်တက်ဒီဝူဘန်ဟန်တန်ဆိုတဲ့ပါတီ၃ခုရဲ့ဂျာမာနှုတ်အားဖြင့်သဘောတူညီမှုတွေလုံးဝအရရှိသွားပြီ ဖြစ်ပြီးတော့ကွန်ညာကမန်ချက်စတာယူနိုက်တက်မှာ2030ခုနှစ်ဂျွန်လအထိတည်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုသွားမှာဖြစ်တယ်။ဒါအပြင်32ခုနှစ်တိတန်းတူးနိုင်မဲ့1 year option လဲကျွန်တော်တို့ပါနေတယ်ပေါ့ဆိုတော့ Manchester United ကတော့ Wolverhampton အသင်းထံကိုကျွန်တော်တို့ပြောင်းရွှေ့ခြင်းအနေနဲ့ယော်ခြင်း ပေါင်62ဒသမ5တန်ပေးချီသွားရဖို့ရှိတယ်။ဒါပေမဲ့လို့အဲ့ဓာဒီကိုကျွန်တော်တို့သာအရစ်ကြပေးချီခွင့်ဥပဟန်တန်ရဲ့ဘက်ကပြုတ်ထားတဲ့အတွက်ချက်ချင်းဆိုသလို62တန်လုံးကြီးကျွန်တော်ပေးရမှာမဟုတ်ဘူး။သူဟာနဲ့သူဖြည်းဖြည်းချင်းခွဲပြီးတော့ဒါပြီးချီသွားမယ်ပေါ့ဒီတပတ်အတော်တွင်မှာဒီအပြောင်းရွှေ့ကိုအပြီးသက်ပါလိမ့်မယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ဒါ report လုပ်သွားတယ်ဆိုတော့ဒီအပြောင်းရွှေ့ကပြီးသွားပြီလို့ကျွန်တော်ပြောရတော့မှာပေါ့လေကလပ်အသင်းကြီးရဲ့ ဘက်က official ကြီးညာတာကိုပဲကျွန်တော်စောင့်ပါတော့မှာသူတို့အများအားဖြင့်99ရာခိုင်နှုန်းလောက်ကရိုမန်နူရူပါတို့ဒါဟီဝီကိုလုတ်ပြီးဆိုလို့ရှိရင်အပြောင်းရွှေ့ကြီးကပြီးသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဒီနော်ဆိုတော့ဒီဒါမတိုင်ငင်ကလည်း Jacobs Van တို့ဘာလို့ report လုပ်ထားတာတွေကိုကျွန်တော်ကြည့်ရင်ဒီအပြောင်းရွှေ့ဟာကစားမားနေ Manchester United ရဲ့ဂျာတယ်မှာလုံးဝ Dundee ပဲ Wolverhampton နဲ့ဂျာတယ်ပဲကျွန်တော်ဒါဆိုတော့လက်ရှိမှာလည်း Wolverhampton ရဲ့ဘက်ကလည်းအကုန်လုံးအချိန်ကြီးကောင်းသွားပြီဆိုတော့ ုညာမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်ပြီလို့ပြောရမှာပေါ့လေဆိုတော့ကစားသမားရဲ့ပြောင်းရွှေ့နေကျွန်တော်စပြီးတော့ကြည့်ရရင်ဟိုတော်တော်တကယ်ပါเนาะဆိုတော့ဒီလောက်ထိဆုတ်ပြတ်တက်နေပါတယ်ဒီလောက်ထိယုံကန်နေရပါတယ်ဆိုတော့အချီနီမျိုးမှာတော့မှမန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်သေးတယ်ဆိုတော့ကစားမားတွေရှိတာဒါအန်ဩစရာပဲเนาะအပြောင်းရွှေ့ရာသီတိုင်းကတော့ကျွန်တော်အနေနဲ့ခေါ်နေတာပဲဒါမှမဟုတ်ဒီရာသီကပြီးခဲ့တဲ့ရာသီကညီတို့သိတဲ့အတိုင်းပဲအဆင့်ကနေ15နဲ့ရာသီတင်ခဲ့တဲ့ ဟောရာသီတစ်အတွက်လည်းဘာချန်ပီယံစ်လိမလဲကစားဖို့မရှိဘူးเนาะပြီးလို့ရှိရင်ဟိုလိုပြောမလို့တပတ်မှတပွဲလောက်ပဲကျွန်တော်ကစားရမယ်အဆင့်ကလည်း15နဲ့ပြီးခဲ့တဲ့ရာသီကတင်ထားတော့အသင်းမှာလည်းပဲဒီနည်းပြကိုဆက်ထားမှလို့မထားမှလို့တွေရောဘယ်ကစားမှတွေဆက်ရှိပြီးတော့ဘသူတွေကျွန်တော်တို့ဘောနော်ရောက်လာမှလဲဒီကောဘာမှတည်ငြိမ်မှုရှိမနေဘူးဗျာတည်ငြိမ်မှုရှိမနေဘူးဒါအပြင်ဟို project တွေဘာတွေကိုအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကကုညာကို present လုပ်ခဲ့တယ်ဘာညာဆိုပြီးမဲ့လေလို့ အပြောင်းအရွှေ့မှာဘယ်သူတွေဆက်ရောက်လာမလဲဒီတင်ဟာဘယ်လောက်ထိရှိဆက်သွားနိုင်မလဲဘာမှသိတာမဟုတ်ဘူးเนาะအဲ့လိုမျိုးတွေနဲ့တင်ကုညာကကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုရောက်လာတော့မှာဒါကြောင့်မနော်ပရီးမီးယားလိဂ်မှာတော့မဟုတ်ဘူးလက်ရှိဒီယာဒီနှစ်မှာဟိုဘယ်လိုပြောလဲလက်ရှိမော်ဒန်ခစ်မှာပေါ့နော် quality player တယောက်ကိုကျွန်တော်ရဖို့ဆိုတာမျိုးကတော်တော်ကိုခဲရင်တာတော်တော်ကိုခဲရင်တာသူသဖြင့်ငွေကြီးကဈေးကြီးတာနဲ့ကစားသမားတွေက Champions League တွေပါကြီးကစားဖို့အတွက်အမြဲတမ်းအားတန်ကြတဲ့အခါအောင်မြင်မှုတွေဖလားတွေပဲလူချင်းနေကြတဲ့အနေအထားမျိုးမှာ တိုင်ပတ်နေပါတယ်ဆိုတဲ့ကိုသိန်းကိုမလာမာကိုကျွန်တော်တို့တော်တော်စိုးကြတာဆိုတော့အဲ့လိုမျိုးကနေပြီးတော့ကုညာလည်းပဲဟိုတနေ့ကဘိုလ်ဝဲအပီမှာငါတို့တော့ရချင်မှရတော့မှဆိုပြီးတော့တွေးနေတဲ့အခြေအနေမျိုးမှာလက်ရှိကျွန်တော်ရအောင်ခေါ်နိုင်တဲ့ဒီနေရာမှာဝူဘန်ဟန်တန်တန်ကိုရောကြီးပေးမှဖြစ်တယ်လို့ကုညာနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ကြားထဲမှာလည်းပို့ကိုရေးဆိုင်ရာသဘောတူညီမှုတွေရသွားပြီဆိုတာကအများကြီးပိုကောင်းတဲ့တင်းမှာနော်ဆိုတော့ဒါကြောင့်ဒီအခြေအနေကတော့ကောင်းသွားပြီယူနိုက်တက်နောက်ထပ်ဘာအပြောင်းအရွှေ့တွေဆက်ပြီးတော့လုံအောင်မလဲကျွန်တော်ကြည့်ရမှာပဲဆိုတော့တေးကြတာတစ်ခုကတော့ ဒီအပြောင်းရွှေ့တိုင်းအပြောင်းရွှေ့ဒီမှာခက်ဆော့ဆော့ကျွန်တော်တို့အလုပ်လုပ်ဖို့လိုတာပေါ့နော်။ဘာလို့လဲဆိုတော့အတင်းဟာအမြဲတမ်းလိုလိုကျွန်တော်ကြည့်ရင်ယာဒီစကန်ဒီမှာခေါ်လိုက်တယ်လို့သိတယ်မလားနော်။ပြီးလို့ရှိရင်ယာဒီနှစ်ပွဲသုံးပွဲလောက်စနေပြီးမှနော်စက်တင်ဘာမှဒီယာဒီကအပြောင်းရွှေ့ယာဒီကုန်မှာကိုနော်။ဆိုတော့ဂျားထဲမှာမခေါ်သေးမနဲ့အပြောင်းပါလိဒီပရီးမီးယားလေးစပြီးတော့နှစ်ပွဲသုံးပွဲလောက်မှကျွန်တော်ခေါ်လိုက်တယ်လို့ဒါမျိုးတွေလာတာ။အဲ့လိုကျွန်တော်မဖြစ်ဘူးပေါ့နော်။ဟိုပရီးမီးယားလေးရထားပြီးပါတယ်ဆိုတော့ လီဗာပူးလိုအသင်းမျိုးကဖရင်ပေါင်တို့ကိုစောစောစီးစီးခေါ်ပြီးသွားပြီးဖလော်ရီယန် VS တို့ကိုကျွန်တော်အမှန်ကန်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ခေါ်နေပြီးဒီလားဒါပေမဲ့လို့ကိုအသင်းရဲ့ဘာကခုချိန်ကြီးဘာမှထူးထူးခြားခြားမလုပ်ရသေးဘူးလို့ဘာလို့ဖြစ်နေတာလီဗာပူးဘာလဲမန်ချက်စတာစီးတီးတို့ဘာလို့ကဟိုရိုင်နာတို့ဘာလို့ကိုခေါ်ဖို့လုပ်နေပြီးကျွန်တော်တွေးကြည့်ရရင်သူများအသင်းနေကိုစီကအပြောင်းရွှေ့ဒီမှာเนาะကျွန်တော်အမှန်ကန်လှုပ်လှုပ်နေကြတာဒါကိုယ့်ထက်အများကြီးပိုကောင်းတဲ့အသင်းနေเนาะ ဆိုတော့ကိုရီလိုတိုင်ပတ်နေပါတယ်ဆိုတဲ့အသင်းကတကယ်တမ်းပူတော်မှအလုပ်လုပ်ပြရအောင်မမလုပ်နိုင်ဘူးဆိုတော့အဲ့လိုအချိန်မှာကုညာကိုလက်ရှိစောစောစီးစီးကြီးညာနိုင်ခဲ့ဖို့အတွက်နှိစက်နေတဲ့သဘောတူညီမှုတွေဟီဝီကိုတွေဖြစ်သွားတယ်ဆိုတာ United တွေအများကြီးကောင်းတဲ့အရာပါဆိုတော့ဟိုပရီးမီးယားလေးမှာအန်ဝန်ခွင့်ကျဖြစ်ပြီးသား player တယောက်ဖြစ်တဲ့တွေ United ကိုရောက်လာရင်ချက်ချင်းတော့ခြေသွမ်းပြနိုင်ဖို့တော့မျှော်လင့်တာပဲအမှန်တမ်းပြောရရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကစားမတယောက်ကိုခေါ်ပြီးဆိုလို့ရှိရင်အမြဲတမ်းအာပရီးမီးယားလေးမှာအန်မဝင်ရတာနဲ့နော် ဟိုကိုကိုအတင်းမှာအံမဝင်ရတာနဲ့ကိုအတင်းကတိုင်ပတ်နေတဲ့အချိန်မျိုးမှာနော်သူပါလိုက်ပြီးတော့တိုင်ပတ်တာနဲ့ဒီလိုမျိုးတွေဗျာအများတန်းကြုံနေရတာဒီကစားမတယောက်ကိုခေါ်ပြီးတော့ကျွန်တော်ပေးထားတဲ့ပို့ပြီးတော့တန်အောင်လုပ်ပြနေတဲ့သူဆိုလို့ဘရူနိုဖန်နက်စ်လောက်ပဲဒီနှစ်ပိုင်းဒီမှာကျွန်တော်ရှိဘူးတာနော်ဆိုတော့နှစ်တိုင်းလည်းခြေသွမ်းပြရတယ်ဆိုတော့သူလောက်ပဲကျွန်တော်ရှိဘူးတာဆိုတော့အပြောင်းရွှေ့တိုင်းလို့ကျွန်တော်ကလန့်နေရတာဒါပေမဲ့လို့လက်ရှိကွန်ညာကတော့ဘူဘန်တန်မှာလည်းတကယ်ကောင်းတဲ့ performance တွေသူပြခဲ့တယ်သူတာဝန်ကျခဲ့တယ် တော့အခုလည်းရှိသူ့မှာလည်းအတွေ့အကြုံကရှိပြီးသားပဲအက်တလက်တီကိုမက်ထရီတို့ဘာတို့မှရောသူကကစားဘူးတာเนาะသူကလည်းသူဘာပဲပြောပြောဒါအတင်းတက်တော့အချိန်ကြီးကောင်းနေလို့ပဲပြောရမှာပေါ့လေကျွန်တော်ကွန်ညာကိုကျွန်တော်တို့ကယူနိုက်တက်ကခေါ်ဖို့အတွက်သဘောတူညီမှုကျွန်တော်ရခဲ့ပြီးတခုရှိတာကကွန်ညာရောက်လာတာ ਨੇ လက်ရှိပေါ့နော်ကျွန်တော်တို့ကတိုက်စစ်မှာကောအရာအလုံးအတင်းတိုင်ပတ်နေတာတွေကပြည်လေသွားမှာတော့ကျွန်တော်မဟုတ်ဘူးဘာလို့လဲဆိုတော့အတင်းမှာကြုံနေရတဲ့ပြဿနာတွေကအများကြီးပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပြဂါနာချူဆိုလို့ရှိရင် ဂါနာချိုဆိုလို့ရှိရင်အတင်းကနေထွက်ဖို့ကျွန်တော်ရှိတယ်။အဲ့တော့ဂါနာချိုမထွက်ခင်မှာကိုပဲမထွက်ဘူးဆိုရင်တောင်မှဒီကုညာတို့လိုစာမမျိုးတွေကအတင်းကခေါ်ရမှာ။အဲ့တော့အခုလက်ရှိဂါနာချိုတို့ထွက်မယ်ဆိုတော့ကုညာရောက်လာတာအပြင်နောက်ထပ်တို့တော့ဝင်းဘက်ဝင်းဂါစီကျွန်တော်တို့ထပ်ပြီးတော့ခေါ်ပါအောင်မှာ။နေရိုနံပါတ်1ကိုကောင်းကောင်းကစားနေတဲ့ဝင်းဂါတွေ။ဘာလို့လဲဆိုတော့အတင်းကတိုက်စစ်ကမလုံလောက်လို့ပဲဒီလောက်နဲ့ဆိုတော့ဂါနာချူမထွက်ခင်ကလေးကဒီကစားမကရောက်လာမှာဆိုတော့ဒီဂါနာချူကလည်းလက်ရှိမှာထွက်ဖို့ရှိတယ်ဆိုတော့ ်အေဂျာပေါက်ဆိုတဲ့ကျွန်တော်မဖြစ်မနေကျွန်တော်ထပ်ပြီးမှကျွန်တော်ခေါ်မှရမှာအဲကြောင့်အတင်းတွေ့ပါဗောနော်ကွန်ညာရောက်လာတဲ့ဒီတင်းကောင်းမှာသူတို့တိုက်စစ်ကဒီလောက်နဲ့ကျွန်တော်ရက်တန်သွားလို့မရဘူးဒီတက်ပူကောင်းတဲ့ကစားမားတွေကျွန်တော်ခွန်နေမှရမယ်ဆိုတော့ United အနေနဲ့ကွန်ညာတယောက်ရောက်လာတဲ့နဲ့အရာအလုံးပြည်လေသွားမယ်ဒီမှာတော့မပါဘူးပေါ့လေတော်တော်လေးပဲအားနဲ့နေတဲ့တိုက်စစ်ကို quality player တယောက်နဲ့အစားထိုးနိုင်တယ်လို့ပဲကျွန်တော်ပြောရမှာပေါ့ဆိုညီကလေးအနေနဲ့ရော Matthias ကွန်ညာအနေနဲ့ Manchester United လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကိုတိုက်စစ်မှာ ဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဒီပြပြတဲ့ရူဘင်အမိုရင်တို့ကဒီကွန်ညာကိုခေါ်ယူမှုကတကယ်ကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာမယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးချစ်ချွာပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်